ားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ထမင်းစားမင်းစီမဲ့ကကရဲအုံနုချက်လေးရယ်ချင်းချင်းဆက်ဆက်အရွယ်တုံလေးနဲ့နည်းနည်းလေးကအစာပြေအုံနုပူတွင်းလေးတွေကိုတူမလေးတွေလုပ်ချင်ပါပဲဖြစ်ပါတယ်။လုံးဝအသားကိုလွှာပေးလိုက်တာ။ဟဲ့လေးသုတ်ဆက်မင်းမြန်မာလေးသုတ်ဆက် ကကရငါပေါ့နော်။กินဖို့တော့မဟုတ်ဘူး။နေဟင်းချက်စားမှာ။ကကရငါဆိုလို့ရှိရင်ငယ်ငယ်ကများတော့ဖက်ကกินစားတာလည်းများတာလေ။ဒီနေ့ကအယိုးတက်တက်အသားတက်တက်ကိုလွှာသေးလိုက်ပြီးတော့မင်းတို့လှီးပြီးတော့ဒီနေ့အုံးလို့လည်းချက်မှာပေါ့နော်။နေ့နေ့နေကြတိုင်းတော့ခလေးတွေအစာပြေစားလို့ရအောင်လို့မင်းတို့အုံးတို့ပူတင်လေးလုပ်ကြည့်လိုက်အောင်။စတော်ဘယ်ရီလိုင်းချန်လေးနဲ့ခလေးရမကြိုက်ကြဘူး။ခဏမလား။ ကက်ကရင်ကားကြောင့်လေအယူကနေတာဆိုတော့သူ့အသားလွှာတဲ့အခါမှာအရင်လွယ်ကူတယ်ပေါ့နော်။နေရအမီလီယာနေပြီးတော့စာနေပြီးတော့အပေါ်ကနေပပရှက်ရှက်လို့ပြီးသွားတာပေါ့နော်။ဂျော်နာလေးမှာကြတော့အယူလေးတွေပပလေးပါတာဆိုတော့လေနေကသူ့လက်လေးနဲ့ဆွဲနှုတ်ပြတာပေါ့နော်။ကိုယ့်မှာလေမုံညက်လေးရှိရဆိုလို့ရှိရင်တော့ညက်ကလေးနဲ့ဆွဲနှုတ်ပြနော်။ကကရင်ငါကတာကနှစ်ကောင်တပိတ်တာကြောပေါ့နော်အကောင်ကြီးဆိုရင်ပုံအစင်ပြေတယ်အသားလွှာလာပြေတော့လေ

ငါသားလွှာရပါပြီအယိုးနှွှတ်ထားတာဆိုတော့လေလူကြီးတွေလည်းအဆင်ပြေတယ်ခလေးတော်လည်းအဆင်ပြေတာပေါ့နော်အယိုးမဆူတော့ဘူးဒါကိုအုံးလို့လေးနဲ့ချက်မှာပေါ့နော်စိတ်စိတ်လေး alright ဒီကဘူအဟောင်းနေရင်တော့အောင်လေအောင်ဒီခွဲပေးရမအောင်ဒီခုပေးရညိုပါလေကျိုးနဲ့အမောင် တော့နဲ့တော့မှာတော့အရင်မဟုတ်အနူးလေးလို့ထင်တယ်ပြင်းတော့တိမ်ရွက်အရင်မှခူတော့မှာစီတက်မှာဆိုတချို့တော့စီတက်ရွက်လို့ခေါ်ကြတာနော်ပထက်စားလေးနဲ့ကမွန်းချင်ကိုအချင်ဟင်းအရေးတောက်လို့ချက်မယ်ပေါ့နော်ဒါတို့ရောအရင်ပူလာနဲ့မြန်မြန်တို့ဆိုအချင်းလေးတွေပဲစားကြလာတယ်အရွက်တုပ်လေးတွေပြီးရင်အရေးကြက်ကြက်ဟင်းကျူလေးတွေပဲတောက်ချင်လာတာပေါ့နော် အဲ့တော့ချင်းစက်တုံပြူစက်တုံနေနဲ့ဇီယာစေလေးတို့ကလည်းထောင်းပြီးချိန်ညက်နေတယ်ထောင်းပေးပါပါနော်ဒါဇီယာစေလေးထက်တည့်အောင်တော့ထားညာလေးငါဟင်းကိုအနံလေးမှုန်းနေအောင်လုပ်မယ်ပြင်တော့တရားလေးအရင်ဆုံးစစ်တက်ပေးတယ်ပြီးသွားပြီဆိုလို့ရှိရင်လေစက်တုံဖြူနေနဲ့ ဒီဆေးရဆေးလေးထောင်ထားတဲ့အနေလေးထည့်ပြီးတော့မြန်ကစစ်တက်ပြတာပေါ့နော်အရောင်လေးလှနေအောင်လို့မြန်နွင်းလေးနဲ့ပြောင်တမုံလေးတုံးပေးတယ်ပြီးရင်တော့ခဲညင်းသေးလေးတစ်လုံးလေးထည့်ပြီးတော့အနှစ်လေးတွေဣလာတဲ့အထိကိုရေလေးထည့်ပြီးတော့မြန်ကလုံးပေးမှာပေါ့နော် အနှစ်ကိုမြန်တော့အီအီလေးသွားကျင်လာဆိုတော့ရေလေးထည့်ပြီးလုံးပေးတယ်ကဲစစ်သက်ထားရည်လဲအီလာရည်ဆိုတော့မြန်အရိုက်ဒီအုံလို့လေးထည့်လိုက်မယ်နော်အနေထားရည်မှာဆုံးလို့ ဝယ်ထားတာမျိုးဆောင်တွေမှာဝယ်ပြီးတင်းထားစပြီဆိုတော့လေဘူးတဝက်လောက်ထည့်လိုက်တယ်ရှည်လေးထည့်ပြီးမီးလေးနဲ့တင်ထားလိုက်တာဒီ RID ဆိုတာကတော့အထာနိုင်တို့တွေခလေးလူချင်းမျိုးတော်တော်များသိနေကြပြီပေါ့နော် City map တွေလိုမအကြီးကြီးမှမဟုတ်ဘူးမြန်တို့ဒီရွာတွေကကုန်စံလေးဆိုမှဆိုလို့ရှိရင်လည်း RID မရှိလို့ RID တပူလောက်လို့တော့ဝယ်ရုံနဲ့နေပေါ့ဒါအရင်နဲ့ထုတ်ပေးနိုင်တဲ့ရောင်းနေကြပြီပေါ့နော် တရားခံတော့လုံးဝအုံနှုတ်ဆက်ဆက်ကိုလောက်ထားပါတော့။ကြာရှိခံတဲ့လေတော့ဓာတ်ရုပ်စေးသုံးထားဆိုတော့ဒီအချိုးပွဲလုံးမလား၊မုံနေလုံးစားမလား၊နိုင်လို့ဟင်းမဲ့ချက်မလားပေါ့နော်။ယုံကြည်စိတ်ချစာသုံးလို့ရတယ်။ဘောင်းဝအနုဒီလိုအနုကိုချက်ချင်တာပေါ့။အယိုးနှွင်ပြီးတော့အသားလွှာထားတဲ့ကက်ကလေးကအသားလွှာလေးပေါ့နော်။ဒါကအုံနေနုနုချက်ထားလေ ကဲငားရောအုံတိနုလေးရောထည့်ပေးသားရေဆိုတော့မင်းတို့ဒါကိုမီအေးအေးလေးနဲ့ချက်ထားလိုက်မယ်အရာသားကတော့မင်းဘာမှမထည့်ရသေးဘူးရေပွက်ပြီဆိုတော့မင်းမြည်ကြည့်လိုက်မယ်မြည်ကြည့်တော့မှအရာသားလိုတဲ့ဟာကိုထည့်မယ်ငမရည်မထည့်ဘူးအရာသားမှမထည့်ဘူးဒီအုံတိရဲ့အစိမ့်အရာသားလေးရဲ့စာရဲ့အငံလေးနဲ့ပဲချက်မှာပေါ့နော်ခင်းနုနဲ့ရက်ကိုကြတော့ရှင်တွေးဖြောပြီးတော့မြန်ရအရွယ်လေးလေးစိမ့်နေအောင်လို့ရှင်အေးလေးနဲ့စိမ့်ထားပေးတယ်။အဲကချေဆက်လေးတုံးမှာဆိုတော့လေငပီတောင်းလေးရအချုံမုံပပလေးထည့်ပြီးတော့ ပစုံချောက်လေးနဲ့မြုပ်တင်းနဲ့စက်တုံမျိုးလှော်ပြီးတော့ထောင်ထားတဲ့အနှင်လေးထည့်ပြီးတော့မြေကတံမြားသေးကိုချစ်ချင်းလေးညှစ်ပြီးတော့မြေကနဲတုပ်ပြီးတာပေါ့နော်တကယ်လို့နွေရာသီမှာအရန်ပူပြီးတော့ထမင်းစားမကောင်းဘူးဆိုလို့ရှိရင်လေဒီလိုအတုံးလေးတုပ်စားကြည့်နော်ထမင်းရမ်းစားမိတ်နဲ့ဒီဟင်းနုနဲ့ရဲ့အသေးလေးရကြတော့လေအင်းတို့ channel မှာစိုက်ထားတဲ့အရွက်ကြီးမျိုးလောက်ကိုမနူးညံ့ဘောနော်စားရတာလေနည်းနည်းလေးတော့ကျန်းတဲ့အရသာလေးပတ်ကိုသွားတယ်အစိမ်းရတာစားမထက်ရသေးတော့ပေါ့နေပါဘောနော်စားထက်လိုက်မယ် တော့လေမီးအေးနဲ့ကြာကြာလေးချက်ကောက်အောင်ပါအုံလုံးနဲ့လည်းသိမနေသေးဘူးပေါ့နော်ငါရုပ်ပြည့်ရဲကိုမြန်ရပရက်ဆာနဲ့ကမွန်းချင်လေးနဲ့ကိုအေးတောက်လေးချင်းလေးချက်တာပေါ့နော်ကဲချမင်းစားပြရနဲ့တို့တန်းစားလို့ရအောင်လို့လေပူတင်းလေးလုပ်လိုက်ပါနော်ကိုကိုနဲ့ပူတင်းအုံလုံးပူတင်းတော့ကကြာတော့မြန်ကဒီ variety ရဲ့ပုံလို့လေးတုံးပေးထားတယ်ကဲနော်ရေးလေးထည့်လိုက်မယ်နော် အချို့နေနေရတော့အမှန်ကလို့စီလေးကိုတဆွန်းသုံးပေးထားတယ်။ပြီးရင်လေအုံတိနုဖက်လေးတွေထည့်ပြီးတော့အမှန်ကပေါက်လာတဲ့အထည်ကိုမှွေပေးတာပေါ့နော်။အုံနိုရီလေးကပွက်လာပြီဆိုလို့ရှိရင်နိုင်ကအောက်မှာချပြီးတော့ကြောက်ကြောမုံလေးကိုရှင်နဲ့ဖြုတ်ထားတာလေးမြန်ကထည့်ပြီးတော့အပြင်မှာပဲဒါမှွေပေးထားတာပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကိုထည့်ချက်တဲ့ခံွက်လေးတွေကိုထည့်ပြီးတော့အလားဆင်လို့ရပြီပေါ့ ကဲဒါအောင်မြန်တို့ရေကက်တဲ့တိုင်းမှာခဲထားလိုက်မယ်။ဒါလို့မီးပြတ်တဲ့ရေကိန်းတာမရှိဘူးဆိုလို့ရှင်လည်းအပြင်ပူချိန်ပြီးမှလည်းထားလို့ရရယ်နော်။ပြင်မှာပဲထားထားလို့ရတယ်။ဒါပေမဲ့မြန်တို့ကအင်းအင်းလေးစားချင်လားဆိုတော့ရေကက်တိုင်းလည်းခဲပါမယ်နော်။ကဲနေ့လည်း7နာရီလည်းထုတ်ပြီးသမေးစားဖို့လည်းလူဆောင်နေဆိုတော့လေးမြန်တို့နေ့လည်းစားလေးစားလိုက်ဦးမယ်နော်။ င်လေးအုံနှုတ်ဟင်းကိုချက်တဲ့အခါမှာအရာသာမုံနေအချုံမုံနေမသုံးမဲနဲ့စားကိုပောင်မှာပပလေးထည့်ပြီးတော့အစိမ်းရတာချက်တဲ့အခါကျတော့လေဒီနှုတ်ခုလိုငပိရေစားတယ်အုံနှုတ်တွေစားတယ်ပူတင်းတွေစားတာတောင်မှလုံးဝမတက်ဘူးနော်

ye dang de ku chao yu ne ka me lo be ka pele dia me ne ma lo ma he ne sa na ka yo o yi de to de pe de ka ka de ku ayo to ha na ဟောနာတော့တုံတုံလေးရဲအိမ်မမတဲတဲမဟုတ်တဲရမယ်တော့ပါရပြို့လေရဲပေါ်နေတဲ့အချိန်တော့လူကခဲထားလိုက်တိတ်တာ ta Đồ đẻ Nó ở lên ra sông ấy À lên sơ sợ Cái màu này lên Mày nhìn mà lên sơ sợ Cái này nhìn mà lên thảo này rồi Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ဟိုကြောက်ကြောလိုမျိုးမမတင်တင်မဟုတ်ဘူးနော်မမတင်တင်နေထိုင်ရောမထားဘူးလိုင်းရအောင်လို့ပင်တရကြတော့လေအပေါ်ရန်လေးကတော့ကြောက်ကြောလေးတပါလာဆိုတော့လေနည်းနည်းလေးတော့တင်းနေတယ်အတွင်းရဲ့အသားကြတော့ပူတင်းလိုမျိုးနူးနူးညံ့ညံ့အသားလေးပေါ့နော်ဆန်ကောင်းလားဒီနေ့တော့ကတော့ဒီလောက်ပါပဲရှင်။ညနောက်ပတ်ဒီမှာဆိုလို့ရှိရင်လည်းဘလို့ခင်းလေးလေးဆက်စားပြမလဲ။ဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ကြပါအောင်နော်။ 9 view လေးကိုအဆုံးထိကြည့်ပေးကြတဲ့ရောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတရှိပါရဲ့ရှင်